တက်လိုက်ကြလိုက်ဖြစ်နေတဲ့ခရစ်တိုကြောင့်စိတ်ပြတ်နေတာခရစ်တိုမှာစမတ်ကြကြရင်းနှီးမြှောက်နှံသူများရဲ့အကျင့်ကောင်း၃ခုအကြောင်းကိုဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်ပထမတစ်ချက်ကတော့ DCA လို့ခေါ်တဲ့ dollar cost averaging နည်းဖြစ်ပါတယ် DCA ဆိုတာကတော့ဈေးကွက်ထဲကိုအချိန်တိုင်းဝင်လာဖို့စူးစမ်းခြင်းမဟုတ်ဘဲနဲ့ငွေပမာဏတစ်ခုကိုပုံမှန်ရင်းပြီးတော့ဝယ်ခြင်းဖြစ်ပါတယ် Bitcoin ဈေးနှုန်းကဒေါ်လာတစ်သိန်းဒါမှမဟုတ်တစ်သိန်း2500ဖြစ်လဲအပတ်တိုင်းဖြစ်ဖြစ်လတိုင်းဖြစ်ဖြစ်ပုံမှန်ဝယ်ယူခြင်းဖြစ်ပါတယ် ။꿰ပြီးတော့ဒီတိုင်းပဲတင်းချလိုက်ပါ။လှဲမကြည့်နဲ့တော့။ဒုတိယအချက်ကတော့ဘဝမပြတ်စေလောက်တဲ့ပမာဏကိုရင်းနှီးမြှုပ်နှံခြင်းဖြစ်ပါတယ်။ခရစ်တိုဆိုတာအခုမှစပြီးတော့ပေါ်လာတဲ့ဈေးကွက်ဖြစ်ပါတယ်။ risk များသေးတဲ့ဈေးကွက်ဖြစ်ပါတယ်။အမျက်တွေကလည်းများနိုင်တယ်လို့ဆုံးရှုံးမှုတွေကလည်းကြီးပါတယ်။တကယ်လို့ကိုယ့်ရဲ့ဘဝကိုပြတ်စေလောက်တဲ့ဆုံးရှုံးမှုမျိုးအထီတော့မလုပ်တတ်ပါဘူး။ညာဘက်ကောင်းကောင်းအိပ်ပျော်နိုင်အောင်ဘဝမပြတ်စေလောက်တဲ့ပမာဏကိုပဲရှင်းပြီးတော့လုပ်ပါ။တတိယအချက်အနေနဲ့ကတော့ကိုယ်တိုင်လေးလာမှုပြုလုပ်ခြင်းပဲဖြစ်ပါတယ်။ လိုင်းပေါ်မှာဆယ်လီတွေပြောရိုင်းအောင်မရှုံပါနဲ့ကိုရဲ့ငွေကိုဘမရင်းနေတာလဲဆိုတာကိုနားလည်အောင်လေ့လာမှုသိချလို့ပါ project ရဲ့ white paper သူတို့သုံးတဲ့နည်းပညာအဲပြီးတော့ဘာကြောင့် project တစ်ခုကိုစတင်တာလဲသူ့ရဲ့ပြိုင်ဘက်တွေအကြောင်းကိုလေ့လာပါဒီ project ကဘယ်လိုပြဿနာတွေကိုဖြေရှင်းနေတာလဲဒီ project ရှိတင်သလားဆိုတာကို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 မေးပါဒီလိုအချက်ကောင်၃ခုကိုကျင့်သုံးနိုင်မယ်ဆိုရင်လောင်းကျစ်ထပ်ပြီးတော့ကြာတိုင်းဝယ်တက်တိုင်းရောင်းသူတွေထက်ခရစ်တိုကနေငွေပိုရမှာတည်ကြပါတယ်